မိတ်ဆွေများစွာမင်္ဂလာပါမိတ်ဆွေများအတွက်အမြဲတမ်းအကျိုးရှိရာကောင်းကျိုးရာများဝသာရွေးချယ်တင်ဆက်နေရှိတဲ့ကျွန်တော်တို့ရဲ့ပရိသတ်ဘောချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်မိတ်ဆွေကိုနေသားသမီးတွေအားလုံးကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေအလောအကန်စည်းဝါးများလည်းစစအရာရာအစဉ်ပြေတိုးတက်အောင်မြင်နိုင်ကြပါစေအထူးအပြင်ဘေးဥပ္ပံအန္တရာယ်မျိုးမျိုးအနောက်ရှယ်မျိုးမျိုးဖန်စီချုံတော်မှုအမျိုးမျိုးတို့မှလည်းကင်းလွတ်နိုင်ကြပါစေစိတ်တော်တိုင်းကိုပါ၍လိုရာစန္ဒမြတ်ပြည့်ဝကြပါစေလို့ရှိဦးစွာ သွန်းလောင်းမြေတာပို့တာပါတယ်ခင်ဗျာယခုတင်ဆက်ပေးမှာကတော့2025ခုနှစ်ကျွန်းလာတလာတာဗုဒ္ဓဟူးရာဟုသာသမီများအတွက်ဟောစရံကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောစရံကတော့မန္တလေးရွှေမြိုတော်မှာပေရင်ဟောစရံအရာမှာရမ်းမှန်တယ်လို့ပြောကြနေတဲ့ဆရာကြီးဦးမင်းသူရာရဲ့ခွန်ရသာသမီများအတွက်တွေ့ချက်ဟောထုတ်ထားတဲ့ဟောစရံနယ်ကဟောပြောခြင်းတွေပဲဖြစ်ပါတယ်မိတ်ဆွေဗုဒ္ဓဟူးရာဟုသာသမီများအတွက်ဒီကျွန်းလာတလာတာဟောစရံနယ်မှာဘယ်အကြောင်းအရာတွေပါဝင်တယ်လဲဆိုလို့ရှိရင်ကာဇာတာနှစ်ချုပ်စီပွားရေး နေရထူပညာရေးအခြေရေးအိမ်တောင်ရေးကျမ်းမာရေးအသက်ပိုင်ချာဟောကိန်းအထူဟောကိန်းဆောင်ရွက်ရန်ကိစ္စအကျိုးပေးဟောကိန်းနဲ့ရတရားအစီအစဉ်ဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်ခင်ဗျာကန်စာတာနှစ်ချုပ်မိတ်ဆွေဘုရူရာဝသသမီးများဟာဒီ6လပိုင်းကျွမ်းလာမှာအကောင့်တီတီမြေကန်နဲ့ရုပ်အရာကန်ကြမကန်စာတာကြီးပွားတွေ့တဲ့စေတဲ့ရုပ်မင်းကြီးမြောက်ခံရတဲ့ရုံများဖြစ်နေတဲ့အတွက်ကြောင့် ကန်စာတာအကောင့်ဘက်ကိုရောက်နေပါတယ်မိမိဘဝခရီးကိုတိုးတက်ပြောင်းလဲလိုသူများ အပြောင်းအလဲကိုနှစ်ချိုက်လိုသူများအခွင့်အရေးများစွာရရှိပါလိမ့်မယ်ခင်ဗျာစီဝါရေးစီဝါရေးနဲ့အလုပ်ကိုင်းလုပ်ငန်းများကိုဒီလမှာတိုးချဲ့ရခြင်းမြင်ပါတယ်လူမျိုးသားတွေရဲ့အကူအညီမှုကိုရပါလိမ့်မယ်အထူးသဖြင့်အရက်ဆိုင်နေဘီယာဆိုင်နေဖြောပြေးရေးစင်တာများ KTV ဂီတလုပ်ငန်းများအပြိုင်အဆိုင်အတိုက်ခံများ ဘေးပတ်ဝန်းကျင်ကမိမိအပေါ်မှာမကောင်းကြံခြင်းများကြုံရတတ်ပါတယ်ခင်ဗျာဒါကစီးပွားရေးနဲ့ပတ်သက်ပြီးတော့နေရထူဒီစီးပွားရေးလုပ်ငန်းများလူမွေးလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့နေရထူကြားချက်ကလေးတွေကိုပြောပြပါမယ်2025ခုနှစ်ကျွမ်းလ၄ရက်မနေ့ပြန်ကစားပြီးတော့၉ရက်အတွင်းတည်တည်မြေကန်နဲ့ရုပ်အားသာပြီးတော့ជីវ၀တိုးတက်စေတဲ့ရုပ်ဖြစ်ပါတယ်ជីវ၀တိုးတက်စေတဲ့ရုပ်ရနေတဲ့အတွက်ကြောင့်မလို့ဘုရားနေကစားတင်နာထီတင်နာမဟုတ်ဘူး မန်တက်ဆောက်လို့ချင်းမိမိရည်မှန်းထားတဲ့ကိစ္စများလွယ်လွယ်တကူဆောင်ရွက်နိုင်ခြင်းအစဉ်ပြေခြင်းများဖြစ်ပါလိမ့်မယ်။စစ်ပစ္စည်းအဟောင်းတွေအစာအသည့်များဝင်လာပါလိမ့်မယ်။ဝင်ငွေတိုးခြင်း၊လစာတိုးခြင်း၊အလုပ်နေရာဌာနေအပြောင်းအရွှေ့များချုပ်မာလိမ့်မယ်ခင်ဗျာ။2025ခုနှစ်ကျွန်လ16ရက်ကနေပြီးတော့30ရက်အတွင်းမှာတော့ဥစ္စာပေါများစေတတ်တဲ့ရုပ်မင်းချိမြောက်ခံရတဲ့ရုပ်များပြည်ကင်းကအရာရနေတာဖြစ်ပါတယ်။အဲဒီရုပ်တွေရနေတဲ့အတွက်ကြောင့်မလို့ နိုင်ငံရဲ့ခြားကိုသွားဖို့လူမျိုးခြားဘာသာခြားတွေနဲ့အလုတ်လုတ်ကိုင်းတဲ့နေရာမှာ အခွင့်အရေးများပေါ်ပေါက်လာတတ်ပါတယ်။ပုဂ္ဂလိကနဲ့မင်းဆိုရဝန်တန်းလောကသားများရဝေးရခြားပြောင်းချွေရခြင်းရာထူးတိုးခြင်းအထက်ပုဂ္ဂိုလ်တွေရဲ့ဆုချီးမြှင့်ခြင်းချီးမြှောက်ခြင်းများခံရတတ်ပါတယ်။နိုင်ငံရဲ့ခြားခီးစဉ်ရှိရင်တော့ဒီချိန်မှာအဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။တငယ်ချင်းတွေနဲ့ဘုရားဘူးခရီးဝေသွားရတာတွေရှိတော့လည်းပဲမိခင်အတော်လိုအသက်ကြီးတဲ့ အမျိုးသမီးတွေရဲ့ဩဇာကိုမလွန်ဆန်နိုင်ရတဲ့အတွက်ကြောင့်မလို့အခုဘယ်အရာပဲဖြစ်ဖြစ်မလို့ရဲမကန်ရဲမသွားရဲဒီလိုအဖြစ်မျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာ2025ခုနှစ်ကျွန်လ17ရက်ကနေပြီးတော့18ရက်အတွင်းမှာတော့ကန်စာတာအနည်းငယ်ညံ့နေပါတယ်ဥစ္စာကိုခန်းစေတတ်တဲ့ရုပ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီချိန်လေးမှာတော့အနည်းငယ်အကြတဲ့တွေတွေ့နိုင်ပါတယ်အခက်အခဲတွေတွေ့နိုင်ပါတယ်ဘယ်လိုအခက်အခဲဘယ်လိုအကြတဲ့တွေရှိနေပါစေမိမိအနေနဲ့အေးအေးဆေးဆေးရင်ဆိုင်ကြော်ဖြတ်နိုင်အောင် စီဝါရဲ့လောက်ကန်များမှာစနစ်တကျလောက်ကန်ဆောင်ရွက်နေဖို့လိုပါတယ်။အဲ့ဒီလိုလောက်ကန်နေမှသာဘဝတော်ကားကြမှာဖြစ်ပါလိမ့်မယ်။သူတော်ဘာကိစ္စအကြဝင်ရောက်ဖြည့်ရှင်ပေးဖို့မကြိုးစားပါနဲ့။မိမိဘာကြားဝင်ပြီးတော့ဖြည့်ရှင်ပေးတဲ့အခါကိုယ်ကကြားနေပြီးတော့ပြဿနာတွေဖြည့်ရှင်ရတတ်ပါတယ်။ငွေကြေးကိစ္စရမ်းများစီမံခန့်ခွဲမှုမမရအောင်မိမိတို့ရဲ့တက်တည်တဲ့ပညာရှိတွေထည့်လူကြီးတွေနဲ့တိုင်ပင်ပြီးမှလှုပ်ဆောင်သင့်ပါတယ်။မိတ်ဆွေတွေတွေ့တိုင်းမိဟောင်းကိုမမေ့ပါနဲ့။ နှလုံးဒီသုံးလုံးဒီလောင်းကစားတွေအထူးရှောင်ကျဉ်ရန်လိုအပ်ပါတယ်ဒီလောင်းကစားတွေကမိမိစီးပွားဥစ္စာပြည့်စည်တဲ့ကုန်ကန်းစီတတ်တဲ့သဘောရှိပါတယ်အတွင်းလူရဲ့နောက်ကျောဓာတ်နဲ့ထိုးခြင်းကိုယ်ပေါ်လွဲသွန်းစားလို့ခြင်းသစ္စာမဲ့ခြင်းမိမိဘဝစီးပွားရေးပြည့်စည်အောင်အဆက်အကျိုးနဲ့အောင်ပြည့်စည်ခြင်းနဲ့ကြုံအောင်သွေးတို့လုံဆောင်မှုတွေလှုပ်ဆောင်တတ်တဲ့အတွက်အထူးသတိပြုဖို့လိုအပ်ပါတယ်လူယုံမလွယ်ပါနဲ့လူယုံတတ်တယ်ပါတယ်ရာရောက်သတိနဲ့စင်ကျင်နေထိုင်သင့်ပါတယ်။တပားသူရဲ့အနောက်ရဲ့ဥပဒေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ပညာရေး ကျွမ်းလာမှာမိတ်ဆွေဘို့တို့ရောက်သားသမီးများပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးကအားကောင်းနေပါတယ်။ဝရိယာအားနဲ့ကြိုးစားနေမယ်ဆိုလို့ရှိရင်အရာရာအောင်မြင်ပါလိမ့်မယ်။စာမေးဝဲအောင်မြင်ပြီဆိုလို့ရှိရင်အင်တာဗျူးဖြေပြီးတော့အလုတ်တန့်ရတာမျိုးတွေကြုံပါလိမ့်မယ်။အခြေရေးအိမ်တော်ရေးမိတ်ဆွေဘို့တို့ရောက်သားသမီးများဒီကျွမ်းလာမှာအခြေရေးအိမ်တော်ရေးနဲ့ပတ်သက်လို့ကတော့ငယ်ရွယ်သူများအခြေရေးကလွန်ကောက်နေပါတယ်။စမ်းပွင့်နေပါလိမ့်မယ်။ဝိုင်းဝိုင်းလေအခြေအနေမျိုးဖြစ်တတ်ပါတယ်။ ပြိုရန်ကြတဲ့နှင်းစီကန်ချစ်သူအစ်စ်ရတတ်ပါတယ်အိမ်တော်ရှင်မြအိမ်တော်ဘက်ရဲ့အကောင့်တရင်နဲ့ယာတုတို့ချင်းငွေပိုးချင်းအပုဒံလက်ဆောင်ပစ္စည်းများရရှိတတ်ပါတယ်မိသားစုလည်းဘုရားပုဂ္ဂိုလ်တို့ရချင်းအလူဒါနာကုသိုလ်ကောင်းမှုများလည်းပဲမိမိစိတ်ကူထားတဲ့အတိုင်းစံတာအတိုင်းအောင်မြင်ပါလိမ့်မယ် ိမ်တော်ကြီးမှာကိုယ့်ဘက်ကအမတွေကိုတတ်နိုင်တဲ့များမမအောင်ဆင်ရင်နေထိုင်ရပါလိမ့်မယ်။ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ဖြတ်တန်းနေရတဲ့လာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ဖက်ဆွေမျိုးတွေ့ကြွေးတာမျိုးတွေလည်းကြုံရတတ်ပါတယ်။အိမ်တော်ကြီးမှာ စာနာမှုနဲ့နားလည်မှုကိုအခြေခံထားတိစောက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့ဒီလမှာတော့ရင်ဘက်အောင်နာဒူးနာရာလေးဖြန့်နာတုတ်ကွေးအထုသတိပြုနေထိုင်ဖို့လိုအပ်ပါတယ်။ကျမ်းမာရေးလေးလာလိုက်စားဖို့လိုအပ်ပါတယ်ခင်ဗျာ။တဲ့ပိုင်ချဟော်ကိန်း မိစေဘရူရာဟုသာသမီများဟာဒီလမှာအသက်16နှစ်နဲ့22နှစ်25နှစ်31နှစ်အသက်40 44နှစ်58နှစ်69နှစ်86နှစ်အရွယ်တွေရောက်ရှိနေတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ကံကြမ္မာကံစားတာညံ့နေပါတယ်အသက်ကြီးရွယ်များတငယ်နာပြန်တတ်ပါတယ်မတည့်တဲ့စားစားများစားသုံးခြင်းစိတ်တွေစားခြင်းစိတ်တွေတောက်ခြင်းစိတ်တွေဖြစ်နေတတ်ပါတယ်သာသမီများကိုအပြစ်ရှာနေပါလိမ့်မယ်အလိုလိုနေရင်ဆေးရုံစရာများနေပြီးတော့ စိတ်ပူပန်ရတာစိတ်အလိုမကျတာတွေဖြစ်နေပါလိမ့်မယ်အလုတ်ထွက်ပြီးတော့အလုတ်စ်ရှာနေရင်တော့အခြေအနေကပိုဆိုးသွားတတ်ပါတယ်လက်ရှိလက်လုတ်ကအနစ်နာခံပြင်ပန်းခံဆက်လုံနေတဲ့မှာလေခင်ဗျာဝန်ထမ်းများဆိုရင်တော့လစာများတဲ့နေရာကြောင်းနာကိုတဲ့တာတဲ့နေရာကိုကုတက်ပြီးတော့လူမှုရေးအပေါင်းအသင်းမိတ်ဆွေတငယ်ချင်းကုညီဘူးသူတွေကဒီအချိန်မှာမိမိကိုအထင်သေးတဲ့မျက်လုံးနဲ့လာကြည့်တတ်ပါတယ်မိမိအကူအညီလိုအပ်တော့မိတ်ဆွေ အတူရောင်တွေ သူတို့ဘက်ကပြန်အကူအညီပေးဖို့နေနေတာဒါအလုတ်ကွန်တဲ့မရှိတဲ့အပြစ်ကိုအပြစ်ရှိသလိုမမားတဲ့အမားကိုကိုအမားလို့ပြီးတော့လက်ညှိုးထိုးဝေဖန်အပြစ်တင်တာတွေကြုံရတတ်ပါတယ်မိမိနဲ့မိမိရဲ့ချစ်သူအကြာမှာတစိမ့်ဆန်တယ်လို့ဖြစ်နေပြီးတော့ ADA ဆက်ဆက်ဆံရည်တွေဖြစ်နေပါလိမ့်မယ်မိမိနဲ့ချစ်သူရဲ့အကြာမကြာကဏ္ဍစကားများတာတွေမာနအကြောင်းမြစ်တာရည်တွေပြတ်သွားတတ်ပြီးမိမိနဲ့မိမိရဲ့ချစ်သူရဲ့အကြာမှာရံမဖြစ်ဖြစ်အောင်ဖန်တီးနေသူတွေရှိနေတတ်ပါတယ်အိမ်တော်ကြီးကတော့တာယာပြောရှင်နေတဲ့မိသားစုဘဝကို အလေညာစကားတွေနဲ့သူ့ခွင့်မဲ့သူတွေကြောင့်တန်တရားတွေနဲ့မယုံကြည်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။အိမ်တော်ရေးမှာဘေးစကားတွေ၊သွေးထိုးစကားတွေအထူးသတိပြုဖို့လိုအပ်ပါတယ်။အိမ်တော်ရေးကိစ္စလုပ်ငန်းကိစ္စတွေမှာရှေ့မတိုးတာနောက်မဆုတ်တာအဖြစ်မျိုးတွေကြုံနေရတတ်ပါတယ်။ဖခင်ပြည်သူ့ကျမ်းမာရေးညံ့တတ်ပြီးတော့နေရှိအမျိုးသားအခြေအကျတွေကျမ်းမာရေးညံ့နေတတ်ပါတယ်။ကျမ်းမာရေးအတွက်စေဘဝကအကုန်ကြံ့များနေပါလိမ့်မယ်ခင်ဗျာ။အထူးဟောကဲ့ မိတ်ဆွေဘုရုရာဟုသားသမီးများဒီကျွန်းလမှာအထူးဟောကိနေတဲ့စီးပွားရေးလုပ်ငန်းများလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာအောင်မြင်လို့စိတ်နဲ့အရာရာကိုတစွတ်ထိုးသွကြည်မလို့တင်ပါဘူးဆက်ပစ္စည်းများကင်တွယ်တဲ့နေရာမှာအထူးကယူဆိုင်နေဖို့လိုအပ်ပါတယ်အထူးကယူဆိုင်ပြီးတော့ကင်တွယ်ဖို့လိုအပ်ပါတယ်လူစုလူဝေးများပြားတဲ့နေရာတွေမှာသွားလာခြင်းများအထူးရှောင်ခြင်းမှာမဟုတ်ရန်ကိစ္စမိတ်ဆွေဘုရုရာဟုသားသမီးများဒီကျွန်းလမှာခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စများဆောင်ရွက်ရာမှာအစအစအရာရာအဆင်ပြေဖို့အတွက်ဗရောက်ညွန့်ရယ်စပယ်ပန်းရယ် ကဇွန်းညွန့်ရယ်ဒါတွေကိုယူဆောင်ပြီးမှခေးသွားလာပါလုံငန်းကိစ္စများဆောင်ရွက်ပါခင်ဗျာအကျိုးပေးဟောခြင်းအကျိုးပေးဟောခြင်းအနေနဲ့ပရမဟုဇေမိတ်ဆွေဘုရုရာဟုသာသမိများအတွက်ဒီလမှာကံကောင်းစေတဲ့အကြောင်းအကျိုးပေးစေတဲ့အကြောင်းကတော့အစိမ့်ရောင်မိခိုးရောင်အဝါရောင်တို့ပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းပါတဲ့အဝတ်ထည်တွေကိုဝတ်ဆင်ပြီးတော့ဒီဝိုင်လုံငန်းများလောက်ကန်ဆောင်ရပါခီးသွားလာပါအဲ့ဒီအယောင်တွေကိုလည်းမိမိတို့အတွက်အကျိုးရှိစေတဲ့အယောင်ကံကောင်းစေတဲ့အယောင်လို့သတ်မှတ်ပြီးတော့ဆောင်ထားပါခင်ဗျာ အကျိုးပေးတဲ့အရာကတော့တောင်အရာဖြစ်ပါတယ်အကျိုးမပေးတဲ့အရာကတော့မြောက်အရာဖြစ်ပါတယ်ဒီလမှာမိတ်ဆွေများအတွက်အကျိုးပေးကနန်းကတော့၄၅၃ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေဘုရူရာဟုသာသမီများဒီကျွန်လာတလတာမကောင်းတဲ့ကံစားတာအညံ့နေပြေပြောက်ဖို့အတွက်မိမိတို့စေကုစန္ဒအတိုင်းဘဝကိုဆက်လက်တည်ဆောက်နိုင်ဖို့အတွက်ကုသိုလ်တွေပြုဖို့လိုအပ်ပါတယ်ကုသိုလ်ကံဖြင့်မိမိဘဝကိုမြင့်တရားမှာဖြစ်ပါတယ်ဒါကတော့ရရရာပြုလုပ်ခြင်းပဲဖြစ်ပါတယ်ရရရာအစီအစဉ်ကတော့နန်းနဲ့ ရှင်းနိုင်တဲ့3မိနစ်အချိန်မှာမိမိတို့အိမ်မှာရှိတဲ့မြတ်စွာဘုရားရှင်ဟာရွှေတိနဲ့လက်မာလကညွန့်က9ညွန့်ရွက်လညွန့်က6ညွန့်အဖြူရောင်နှင်းစီပံ3ဘွန်းတို့ကိုစူပောင်းပြီးတော့စတိဝိုးထဲမှာထည့်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်ပါပြီးရင်မိမိလိုရာစုကိုတောက်မှာဘဂဝါဂုံတော်ဖြင့်ပရိကိုပဲစိတ်ပါခင်ဗျာကျွန်တော်မိတ်ဆွေဘုရဟုရာဟုသာသမီများဒီကျွမ်းလာမှာမွှွှန်ပြစရာတွေအလုံးကင်းဝေးပြီးတော့ကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းလူဝင်စံတမ်းများပြည့်စုံခြင်း စိတ်သွားတိုင်းကိုပါ၍အစစာရရာအစဉ်ပြေကြပါစေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဆင်းရဲပင်ပန်မှုတွေပူလောင်မှုတွေပြဿနာတွေအလုံးကင်းဝေးပြီးတော့ဘဝနဲ့ဆန္ဒတရတဲ့ကြပါစေလို့ကျွန်တော်တို့အဖွဲ့သားများကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုစကားနေစုံနဲ့ဆင်ပြေတဲ့မိတ်ဆွေတိုင်းမိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ